မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရမိတ်ဆွေအင်္ဂါသားသမီးတွေအားလုံးအဆက်ဆက်ရရာဘေးပညာမှန်ခင်ဗျဝေးကွာကြပါစေကြောင်း၂၅ခုနှစ်၁၂လပိုင်းအတွက်အင်္ဂါသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာဘာတွေဖြစ်ပေါ်နေမလဲဆိုတာကိုတားတော့ကန်လေးဆွဲကြည့်တဲ့အခါမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာတခုခုကိုဆုံးဖြတ်ရန်အတွက်တော့တုံဆိုင်တွေ့ဝေနေပါလေအဲဘာပဲဖြစ်ဖြစ်မိတ်ဆွေတို့အနေနဲ့အင်္ဂါသားသမီးများအနေနဲ့ခုခုကိုဘာတွေလွဲနေတယ်လဲမှားနေတယ်လဲဆိုတာကိုပြန်လဲပြီးတော့ယဉ်ထဲမှာသုံးသပ်နေတာမျိုး justice အမှန်တရားကိုကိုစားပြီးတော့ကပ်ဖြစ်တဲ့အတွက်တရားတစ်ပောင်တရားမျှတမှုမှန်ကန်မှုနဲ့ပတ်သက်ရင်အဲယက်တိပေးနေတာမျိုးတရားတစ်ပောင်တရားနဲ့ပတ်သက်ပြီးတော့အဲရင်ဆိုင်နေရတဲ့အရာမျိုးတွေဆုံးဖြတ်နေရတဲ့အရာမျိုးတွေမှာကိုကအမှန်တရားဘက်ကိုလိုက်ပြီးတော့ဥဆောင်ဆောင်ရဆုံးဖြတ်ခြင်းမျိုးတွေသို့မဟုတ်လို့ရှိရင်မိတ်ဆွေတို့ရဲ့အဲဟိုဆိုတာလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ရင်အဖြေခေါင်းလေးတစ်ခုလုပ်ငန်းအမှန်တရားလေးတစ်ခုသို့မဟုတ်ကိုကိုယ်တိုင်လွဲချော်နေတဲ့အရာလေးတစ်ခုအမှန်ကန်နီလန်းကောင်းလေးတစ်ခုကိုရရှိပြီးတော့ငါဘလို့တော့စူးစမ်းပြီးတော့လှုပ်ဆောင်မယ်လေဆိုတာကိုစဉ်းစားတွေးခေါ်နေတော့ကံမျိုးဖြစ်ပါတယ် ောင်းပြီဒါပြင်အင်္ဂါသမီးတွေမိတ်ဆွေတွေဟာဒီလတာတော့ဒီမှာဆိုရင်မိတ်ဆွေတွေရဲ့ကံကိုကဘာကိုဖြစ်ဖြစ်တော့အလုံးနှစ်ခုအလုံးနှစ်ခွစိတ်နှစ်ခုစိတ်နှစ်ခွဖြစ်တတ်တဲ့အတွက်လုပ်ငန်းတစ်ခုခုကိုနှစ်ခါပြန်လုပ်ရတာမျိုးလေးတွေလုပ်ငန်းတစ်ခုခုကိုနှစ်ကြိမ်နှစ်ကြိမ်နှစ်ပို့ပြီးတော့လဲမောတာလှုပ်ဆောင်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေအင်္ဂါသမီးတွေကဒီနေ့2025ခုနှစ်16လပိုင်းဒီမှာဆိုရင်ဘာကိုမဆိုတစ်ကြိမ်နဲ့တော့ပြီးပြအောင်ဆောင်ရွက်ချင်းတက်နှစ်ကြိမ်လောက်ကြိုးစားတာမျိုးတကြိမ်ထက်တော့ပို့ပြီးတော့ modern အစီအစဉ် plan A ပြီးရင် plan B ရှာမှတ်ထားတာမျိုးပါပို့မှုပြီးတော့အသာကောင်းမှုတိုးတက်နိုင်ကြောင်းထပ်လောင်းအကြံပြုပြောကြားလိုက်ပါစီ ထို့ပြင်မိတ်ဆွေတို့ကျမ်းမာရင်ကျမ်းမာရင်လည်းပတ်သက်လာရင်တော့ အလှပရေးရနဲ့ပတ်သက်ပြီးတော့လှကျင်လို့တရားထိုက်ဆိုတဲ့အတိုင်းပဲရေစီးကမ်းပြီးလိုက်တဲ့တော့ကာလအပြင်လုံးလို့ဇာကလေးလို့ချော့ကျင်ပြီးမချော့လာတာမျိုးအဲဒီလိုမျိုးကဟိုပြင်လေးရုပ်ဆိုးလေးဆိုတဲ့ကာလဖြစ်တတ်တယ်သူကဖြစ်နိုင်လို့ရှိရင်အရေးကြီးတဲ့အလှပရေးရဒီပြပြခွဲစိတ်မှုလေးတွေမှာစိတ်တိုင်းမကျဖြစ်တာမျိုးအလှပရေးရနဲ့ပတ်သက်ရင်မလိုအပ်ခြင်းနဲ့အဲမပြေစင်မှုလိုအပ်ကြောင်းမျက်နှာခွဲစိတ်ကမျိုးတစ်ခုခုပေါ့မလွတ်ဆောင်မှုလိုအပ်ကြောင်းနဲ့လွယ်လွယ်မမာလေးတွေဖြစ်တတ်တာမျိုးအဲမျက်နှာသစ်စီအလွဲတွေဖန်စီပစ္စည်းအလွဲတွေအဆရှိတဲ့စကင်ကဲအဆရှိတဲ့အရာလေးတွေမှာအလွဲမားလေးဖြစ်ပြီးတော့အရေးပြားတော့အလားဖြစ်တုံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်တတ်တော့ လာဖြစ်ပါတယ်အထူးသဖြင့်လုံကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလုပ်ငန်းကြောင်အစီအမပြေတာမျိုးဖြစ်စေမိမိရဲ့အိမ်အောင်ဘက်ကြောင်အစီအမပြေတာမျိုးတွေကြောင်စိတ်ပန်းလူပန်ဖြစ်ရတာအလွဲ့တော့ဘာမှဆူဆူဝဝမရှိလာပါဘူးအကြိမ်မှာတိထက်ပုံပြီးကျမ်းမာရေးညံလာပြီးဤထက်ပုံပြီးကျမ်းမာရေးဆိုးွားလာပြီးဆိုရင်တော့ကျိတ်တယ်ပါလေခင်ဗျမကောင်းတဲ့အတတ်ပညာတွေပြုလုပ်ခံရခြင်းမျိုးတွေမကောင်းတဲ့ပညာရက်တွေနဲ့စီရင်ပြူစားတိုက်ခိုက်ခြင်းမျိုးတွေကြောင့်သား ကျမ်းမာကြီးကစစိုးဝိုင်းညံ့တက်တောင်းနဲ့ဒီလိုမျိုးတွေကြုံတွေ့ရမှမရှိရလေအောင်နိစ္စရမိမိတို့ရဲ့နားလေတကြွနဲ့ဇာတိနာမှာရှာဝေစစ်စစ်ပြီးတော့ရှင်းထုတ်ဖို့လိုအပ်ကြောင်းနဲ့လုပ်ငန်းပြိုင်အလုပ်ပြိုင်ကြီးများများပေါ်တက်ပြီးတော့လက်ရှိရှိနေတဲ့နေရာနေပြီးတော့တနေရာရာကိုယုံထွက်သွားရင်ကောင်းမလားတနေရာရာကိုပြေးထွက်သွားရင်ကောင်းမလားဆိုပြီးတော့စိတ်ပျော်ရွှင်မှုတွေအားနည်းနေတော့လာဖြစ်ပါလေအလုပ်ကအလုပ်တစ်ချာနေသူတွေလက်ရှိရှိနေတဲ့နေရာကနေပြီးတော့အလုပ်ပြောင်းရင်ကောင်းမလားဆိုတဲ့မိတ်ဆွေများဘာကုန်မဆိုရှိတိုးဆောင်ရပြောင်းလိုက်ပါအားသာကောင်းမှာလေသို့တော့ငါကောက ဆက်နလို့မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးယာလူနဲ့ပတ်သက်ပြီးတိုးချဲ့လှုပ်ဆောင်တဲ့မိတ်ဆွေများအားသာအကောင်းဖို့တိုးတက်နိုင်ကြညာလေရှိနေတဲ့အလုပ်ကိုတိုးချဲ့ဆောင်ရွက်ခြင်းမျိုးထက်တရွာမပြောင်းသူကောင်းမှုဖြစ်ဆိုတဲ့အတိုင်းအပြောင်းအလဲလေးတွေနဲ့တိုးချဲ့လှုပ်ဆောင်ခြင်းမျိုးတနေရာတစ်ခုခုကိုပြောင်းလဲပြီးတော့လှုပ်ဆောင်ခြင်းမျိုးတွေရှိတိုးဆောင်ရွက်ခြင်းမျိုးတွေအဲ ပြုလုပ်ရန်ဆောင်ရွက်ရန်တော်တော်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သောကာလဖြစ်ပါလေလုပ်ငန်းနဲ့ပတ်သက်ပြီးအလုပ်နဲ့ပတ်သက်ပြီးတော့အထက်လူကြီးအကြီးအကဲတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်။ယာရုတုလုပ်ငန်းသူယာရုပြိုင်လုပ်ပြိုင်လုပ်ငန်းပြိုင်တွေနဲ့ပတ်သက်ရင်အပြိုင်ဆိုင်နဲ့တိုးတက်မှုတွေများစွာရရှိတတ်သောလဖြစ်တတ်တဲ့အတွက်ဘာကိုမဆိုကိုကိုတိုင်းကတော့ရဲစိတ်နန်စိတ်ကွင်းကမှာအောင်မြင်မဲ့ကာလဖြစ်ပြီးတော့ကိုကိုအလိုလိုလိုက်ပြိုင်နေတော့အလိုကိုလိုက်ရှင်နေတတ်သူတွေနဲ့များစွာကြုံတွေ့ရတတ်တဲ့အတွက်ဟောအင်္ဂါဒီကိုကလည်းတော့တစထိုးလောက်တတ်တဲ့အကျင့်ကလေးတွေရှိတတ်တဲ့အတွက်တော့ဒါကအကိုက်ပေါ့ဘာမှလို့စိုးရိမ်စရာရှိမနေပါ ဘူးသို့တော့ကိုကိုတိုင်းကဘလောက်ပဲကိုကိုအဆင်ကျော်သွားသွားဖြက်လန်းနည်းနဲ့လိုက်လိုက်ကိုကိုတိုင်းကတော့တစင်ချင်းတိဆောက်ဖို့လိုအပ်တယ်လို့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာဖြက်လန်းနည်းကိုမလိုက်ပဲအလင်းစလိုမလုပ်ဖို့နဲ့အမှန်တရားကိုဖြည့်ရှင်းခြင်းထက်လိုက်ရှင်းရင်ရှင်းလေချုပ်ပြီးဖြစ်တတ်တဲ့လဖြစ်ပါတယ်။ကောင်းပြီ။ဒီလကတော့တဲ့မှာမိတ်ဆွေအင်္ဂါသားသမီးတွေအထယ်နိုင်လုပ်ငန်းတွေအကျိုးပေးပါတယ်။ ်ရေရှားမြေရှားနဲ့ပတ်သက်တာမျိုးလေးတွေရှေ့သို့ဆောင်ရလောက်ဆောင်မှာအဝေးတနေရာကရဝေးကနေပြီးတော့တည်င်းကောင်းနေကြားရတတ်သောကာလဖြစ်ပါတယ်မိသားစုဝင်တွေအတွင်းမှာအရှုံအောင်နေဖြစ်နေတာမျိုးအမှုကိစ္စတရားတစ်ပေါက်ငင်းဆိုင်နေရရင်အနိုင်ရရှိတာမျိုးတွေကိုယ့်ဘက်ကိုအမှန်တရားတွေကြောက်ကိုယ့်ဘက်ကိုအလေးသာပြီးဆုံးဖြတ်ခံရတာမျိုးတွေအမှုနိုင်တာမျိုးတွေကြုံရတတ်သောကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲဟိုစနလို့ပေါ့ ယာဓုတိုးတာမျိုးယာဓုတက်တာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်ငါကယာဓုတိုးဖို့ယာဓုတက်ဖို့မျှော်လင့်ထားတဲ့မိတ်ဆွေများယာဓုတိုးခြင်းယာဓုတက်ခြင်းတွေကြုံရနိုင်ပါတယ်ငါကပြောလို့ဆိုလို့မကောင်းတော့သာသမီတွေပြန်လဲပြောဆိုလို့ကောင်းလာတာမျိုးတွေငါကပြောလို့ဆိုလို့အစင်မပြေတဲ့သာသမီတပည့်လက်သားတွေနဲ့ပတ်သက်အထောက်အူတွေများစွာရရှိတာမျိုးတွေဒီကြောင်းစိတ်ချမ်းသာစရာတည်င်းလေးတွေမင်္ဂလာတီးရတည်င်းလေးတွေမင်္ဂလာစကားလေးတွေများစွာပြောရတတ်တော့သာသမီတွေစွန်တာမျိုးဒီလိုမျိုးကိစ္စလေးတွေကြောင်းတော့မျက်နှာပွင့်နိုင်ရတော့ကာလမင်္ဂလာစကားပြောရတတ်တော့ကာလဖြစ်တော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ငါကဝေးကွာနေတော့အိမ်ကြီးကိစ္စမိသားစုတွေနားလည်မှုလွဲနေတဲ့ကိစ္စတွေမှာ တဦးနဲ့တဦးတယောက်နဲ့တယောက်အဆင်ပြေအောင်ကိုကကြိုးစားဆွမ်းဆောင်ပေးရင်ဒီကာလဟာအင်မတန်ကိုတဲ့ပြီးတိုးတက်ပြီးတော့အဆင်ပြေလာမှအတေချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီပညာရေးနဲ့ပတ်သက်ရင်လည်းတင်ယူရင်တင်ယူတလောက်ဘာမှတော့စိုးရိမ်စရာမရှိတော့ကာလဖြစ်ပြီးတော့ရှိနေတဲ့ပညာရေးတင်နေတဲ့ပညာရေးကနေပြီးတော့ဆက်ပြီးပြောင်းလဲခြင်းမျိုးထက်လက်ရှိရှိနေတဲ့နေရာဟာအနာဂတ်အတွက်ပို့ပြီးတော့အာသာတိုးတက်ပြီးကောင်းမွန်ပြီးတော့ကံကောင်းစေပါလေ ပညာရေးနဲ့ပတ်သက်လို့တော့ရွေးချယ်စရာအများများဆက်ဆက်မရွေးချယ်ဘူးလူအကြောင်းနဲ့အဆင်ပြေတဲ့အတိုင်းအတာလေးကိုပဲထပ်ပြီးတော့ကံကိုမဆန်းတင်ကြအောင်အဲကံဆန်းကမှဒီနေရာနိုင်ငံကပညာရေးထက်အခြားနိုင်ငံလို့ဒီနေရာကပညာရေးထက်ဒီနေရာကပညာရေးထက်အခြားမှာပိုအားသာတဲ့ဆိုတာမျိုးကိုတော့ဒီလမှာမဆုံးဖြတ်စေလို့ကြောင်းနဲ့အခုအဆင်ပြေနေတယ်ဆိုအခုအတိုင်းညီငယ်ကလေးနေပြီးသင်ယူခြင်းဟာပုံမူပြီးတော့အထောက်အကူနဲ့အခွင့်အရေးကောင်းနေများစွာရရှိတတ်သောကာလအပိုင်းခြားဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်လာရင်တော့ထင်ပေါ်ခြင်းကြော်စောခြင်းတွေကြုံရတတ်တယ်လို့ဒီလတာတော့ဒီမှာငွေကြီးကအားကောင်းနေပါတယ်။အဝေးက တလီယာကဆွေမျိုးသားချင်းတဦးတယောက်ရဲ့အကူအညီကြောင့်ဖြစ်စေမမြင်ရသောပုံကိုယ်စားပဋ္ဌာန်းဆက်တည်းရဲ့အကူအညီကြောင့်ဖြစ်စေငွေကြီးတွေလုံငန်းချင်းနဲ့အကူအညီတွေထောက်ပံ့နေရရှိတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်စေဝါဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ကုန်စည်ဆက်သွယ်ရေးကုသရောင်းဝယ်ရေးအထယ်လိုက်တီတီပနက် online social media နဲ့ပတ်သက်တာမျိုးတွေကားတို့ဆိုင်ကယ်တို့စက်ပစ္စည်းတို့ယာဉ်တို့နဲ့ပတ်သက်တာမျိုးတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာငွေကြီးနဲ့ပတ်သက်ရင်အစု share စုကြီးနဲ့ပတ်သက်တာမျိုးမိသားစုရေးကိစ္စအိမ်ဝေးကိစ္စလူမှုရေးကိစ္စလေးတွေမှာလည်းပြောဆိုတာမျိုးအိမ်ဝင်းပရိဘောဂလုပ်ငန်းတွေအဖွဲ့အစည်းအသင်းပေါ်နဲ့ပတ်သက်သောလုပ်ငန်းတွေအများနဲ့ပတ်သက်သောလုပ် ပ်ငန်းတွေလူပုဂ္ဂိုလ်မိမိရဲ့အတွေးခေါ်အကြံစီကိုချပြပြီးလှုပ်ဆောင်ရတဲ့လုပ်ငန်းတွေမှာတော့အင်မတန်အားသာတိုးတက်ပြီးတော့ကံကောင်းစေသောကာလစကားအများကြီးပြောကာမှာအကြံရမယ့်ကာလလူတွေများများထိတွေ့ကာမှာအောင်မြင်မယ့်ကာလပိုင်ရှားဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပြစီ ထို့အပြင်မိစွေတို့ဒီလက်တာတော့ဒီမှာဆိုရင်ဘုရားခုခကြီးတွေတွားရတာမျိုးလေးတွေဘာသာကြီးဆိုင်ရာလေးတွေခံများများပြုလုပ်ရတာမျိုးလေးတွေကျုံ့တက်တော့မိမိကိုအများကခေါင်းဆောင်အကြီးအကဲလူကြီးလူကောက်ပါတီအမတ်အဆက်ရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကိုကိုဥစားခိုင်းတာမျိုးတွေကိုကဥစားအသာကြီးသူများထက်ပို့ပြီးတော့လိုတာထက်ပို့ပြီးတော့မြင့်ကိုတနည်းအားကိုရောက်ရှိတတ်တဲ့ level တိုင်းအောင်ရရှိတာမျိုးသို့မဟုတ်ရင်လည်းလုပ်ငန်းတွေမှာအဖွဲ့အစည်းတွေမှာအများအပြားမှာကိုကိုဥစားခံရတာမျိုးကိုရဲ့အတွေးခေါ်အကြံစီတစ်တွေကိုတုံးကြည့်တာမျိုးနေရာပြင်းချင်းခံရမယ်လာဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြလိုက်ပြစီခင်ဗျာ အဖွဲ့အစည်းသင်းပွဲနဲ့ပတ်သက်လာရင်လည်းအခုညီထောက်ပံ့နေရရှိတတ်သလိုတပည့်လက်သားနဲ့ပတ်သက်ရင်များစွာအခုညီထောက်ပံ့နေရရှိတတ်သလိုငဘောကသာသမီကိစ္စတွေမှာသာသမီမရတဲ့မိတ်ဆွေများသာသမီရရှိတာမျိုးသာသမီရတတ်သောကံတွေကိုဝင်ရတာမျိုးအဆရှိတဲ့အရာတွေတရင်ကောင်းနေကြားရတတ်သောအပိုင်းခြားကာလဖြစ်ပါတယ်ခင်ဗျာဒါပြင်မိတ်ဆွေဟောင်းအပေါင်းမင်းဟောင်းတွေရဲ့အကူအညီကိုများစွာတိုးတက်ပြီးတော့ကံကောင်းစေသလိုမိတ်ဆွေအစ်တလေးတွေရဲ့အကြံအကြအဟံသားလေးတွေတော့များစွာတွေ့ရတယ် အိမ်တော်ကြီးနဲ့ပတ်သက်လာရင်လည်းအိမ်တော်ရှင်မြတ်အဖို့ကတော့အိမ်တော်ဘက်ရဲ့အစမပြေမှုလေးတွေအိမ်တော်ဘက်အပေါ်မှာစိတ်ကဲမကြမှုလေးတွေကြောင့်တော့ပဋိပက္ခပြဿနာလေးတွေရလွယ်ရင်ကျွန်တော်ဘာမှဆူဆူဝါးဝါးမရှိဘူးတကယ်လို့မိမိအိမ်တော်ဘက်ကဥဆောင်ပြီးလုပ်နေတဲ့လုပ်ငန်းတွေဆိုရင်ကိုကိုယ်တိုင်စရိအနမီအကလေးခံပြီးတော့လုပ်တာမျိုးသူမဟုတ်ငါမင်းကိုတော့ရောင်းနေကွာဆိုပြီးတော့အဲတဦးတယောက်ကစရိပိုင်ရှင်အမီတွဲပြောင်းလုပ်တာလေးတွေဟာပုံမှုပြီးတော့ကံရဲ့ဖိမမှုအထောက်ကူတိတိတတပြောင်းလဲကံကောင်းစီမှာအတိကျပဲဖြစ်တယ်မိမဝယ်သိမှဘူးမိဝယ်ရင်ဆယ်မနစ် အိမ်တော်ကြီးနဲ့ပတ်သက်မြေမဝယ်သင့်ပါဘူးမြေဝယ်ရင်အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်အဲနည်းနည်းလေးထိခိုက်ကြတာမျိုးမျိုးလေးတွေလုပ်ငန်းနဲ့ပတ်သက်လို့အပြိုင်ဆိုင်တွေများတတ်တဲ့အတွက်ဒီကာလဟာ မြေနဲ့ပတ်သက်လို့တတိထားစင်ကြီးမှာမြေတို့နေရာတို့အိုးအိမ်တို့နဲ့ပတ်သက်ပြီးတော့တူးဆွခြင်းတွေမှာတော့တတိထားစင်ကြီးကတော့တော့လိုအပ်ပြီးတော့သတိပြုစင်ကြီးကလိုအပ်ပါတယ်အထက်လူကြီးအကြီးကဲတွေနဲ့ပတ်သက်ရင်လည်းလိုတာထက်ပိုပြီးမရောသင့်ပါဘူးယင်းဒီအောင်ကြိုးစားတာမျိုးတွေဟာအပြောမှအဆူမှနားလည်မှုလွဲလေးတွေမှတ်တက်တဲ့အတွက်မင်းခါယောက်ျားကန်းနာတက်ပြီဆိုတဲ့အတိုင်းအထက်လူကြီးကြီးကဲတွေရဲ့ညှိုးမှုလေးတွေဂျုံအပ်တက်တဲ့အတွက်တော့သတိပြုစင်ကြီးပေးရအတွက်တော့လိုအပ်သောကာလပိုင်းရှာဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ် ပတ်စံပြောက်တာမျိုးတခုခုခံရတာမျိုးတွေဂျုံကတက်တယ်လို့ဆက်ပစ္စည်းရင်းနေနဲ့ပတ်သက်ရင်အလိခံရတာမျိုးလေးတွေဆက်ပစ္စည်းရင်းနေတခုခုခံရတာမျိုးခဏခဏပြက်တာမျိုးတွေကြောင့်အစ်စ်ရရှိတာမျိုးဖုံဆိုင်ရဲ့ကအစရှိတာလေးတွေအစ်စ်ဝင်လာတာမျိုးတွေဂျုံကတက်တော့ကာလဖြစ်ပါတယ် ်ငွေကြေးနဲ့ပတ်သက်ရင်တော့အင်္ဂါသတိမိတ်ဆွေများအပေါ်ကတော့အခက်အခဲမရှိပဲစနစ်တကျအကောင့်တွေပေါ်တက်တဲ့မိတ်ဆွေများလည်းဖြစ်တဲ့အတွက်တော့စိုးရိမ်စရာဘာမှမရှိပဲနဲ့ကို့မှာရှိတာကနည်းနည်းဆိုရင်ပတ်ဝန်းကျင်မှာရှိတာများများဖြစ်တတ်တဲ့အတွက်တော့အတက်နိုင်ဆုံးတော့တူတူတိတ်တိတ်မထားပဲနဲ့များများငွေကြေးနဲ့ပတ်သက်ထားများများထင်လေကောင်းလေပေါ့လူထင်ကြည့်လေပိုကောင်းလေပေါ့နော်အဲဒီလိုမျိုးအထင်ကြီးတာမျိုးတွေတွေအဲလိုငွေကြေးနဲ့ပတ်သက်ကို့မှာရှိတာနည်းနည်းဆိုပတ်ဝန်းကျင်မှာထင်နေတာများများဆိုတဲ့အဲကာလာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင် ငွေကြီးနဲ့ပတ်သက်လို့ရှိရင်မတင်မဖိနဲ့ထီပေါက်တလို့ကံကောင်းတက်တဲ့လာကာလာဖြစ်ပါတယ်တိုးတော်နမိတ်ဆောင်စကားလေးတွေကိုပြောပါအစင်မပြေခြင်းတွေကိုများများပြောခြင်းတက်အစင်ပြေခြင်းတွေတက်ငွေကြီးနဲ့ပတ်သက်လုံးနဲ့ရင်းနဲ့ဝင်လာရင်ကောင်းပါပဲငါတော့ငွေကြီးဝင်လာတော့မှာပဲဆိုတဲ့အတိတ်နမိတ်သဘောကိုစောင့်တော့ဟောတွေ့လားနောက်ကမီယာပလပ်ပလပ်ဆိုပြသွားအတိတ်နမိတ်တော့ဟောတူးဆန်းမှာอืม အတိတ်နှမိတ်သဘောကိုဆောင်တော့အရာလေးတွေဖြစ်တတ်တဲ့တူပါမိတ်ဆွေအင်္ဂါသမီးတွေနေနဲ့အထက်ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ကံကောင်းစီတဲ့အရာလေးတွေကိုကိုကိုဟိုလက်ပိတ်စီတဲ့အရာတဲ့အမဆရာငယ်လူရုပ်ချောပါလေဘလောက်ကောင်းဆရာလဲကြာတော့ချောလာတယ်ဒီလိုပဲမိတ်ဆွေကိုအဲဒီလိုပဲစကားကိုနှမိတ်ဆောင်ပြောတာဟင်ပြီးရင်ဆရာတို့ကိုကိုကိုအချုံမပေးဘူးနော်ကဲဆိုတော့ဒီဒီလာကိုတော့ဆက်လာပိုင်းကိုတော့တတ်ဆောင်တတ်တာလေးဖြတ်တန်းဖို့လိုအပ်ပါလေအဲဆိဆက်ညီနိုင်ခင်မျိုးလေးတွေဇေဒနာတွေဝေဒနာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ညာအတွက်တော့လိုအပ်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအောင်မြင်စင်ပြေတိုးတက်စေရန်အတွက်ဇနီးသားသမီးတို့ဂျာစာပရိသားသမီးတို့နဲ့တွဲခံလုပ်တာမျိုးဟာအင်္ဂါသားသမီးမိတ်ဆွေတွေကိုကံစားတာတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီပါတယ်။အရှိရင်မှဆိုရင်လူငယ်တွေအရှိရင်နဲ့ပတ်သက်လာလို့ရှိရင်မိတ္တာရင်းနဲ့ပတ်သက်လာရင်ကံအင်္ဂါန်ကောင်းနေပါတယ်။မိမိတို့အနေနဲ့မိမိတို့ရဲ့သမီးကြီးစားတုံးနဲ့တူတယောက်နဲ့တယောက်အဲအိမ်အောင်ပြုခြင်းဆိတ်ဆက်ခြင်းလက်ထက်ခြင်းတိုင်မြင်တာမျိုးလူကြီးမိဘတွေနဲ့ပြောဆိုတာမျိုးတွေဒီအဲဆွမ်းနာမျိုးအင်မတန်အားသာကောင်းမှုပြီးနှစ်လွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်း နှလောအပေါင်းချင်းနဲ့အိမ်အောင်ပြူချင်းတွေပြုလုပ်ရန်ဆောင်ရွက်ရတော့အင်မတန်အားသာကောင်းမှုပြီးတော့အိမ်အောင်ပြူချင်းရည်စားဘဝကိုရက်အိမ်အောင်ဖက်ဘဝကိုပူပြောင်းခြင်းတွေအတွက်တော့အင်မတန်ကိုဆုံးဖြတ်ရန်အတွက်တော့အားသာကောင်းမှုပြီးလူငယ်များအနေနဲ့တပည့်သားများအနေနဲ့အခုလဲရည်စားလဲရရှစ်သူလဲရအိမ်အောင်လဲကြဆိုတာမျိုးတွေအခုပဲဟောစုပ်ကောလက်ကောဝင်လာတတ်တော့လာဖြစ်ပါလေကောင်းပြီဒါအပြင်မိတ်ဆွေအင်္ဂါသတ္တမီတွေကဒီတလတာတို့တည်းမှာဆိုလို့ရှိရင်အချိုးပေးစီတော့အရဟာတော့အခြေဆူးဆူးရက်ဖြစ်ပြီးတော့စန်းတီယာရက်ကတော့မြောက်ရက်ဖြစ်ပါလေအဆက်ဆက်ရက်ကံကောင်းစီရန်တို့က မီယိုရောင်မိုးရရောင်အသားရောင်တွေကိုတွဲဖက်ဝစ်စင်ခြင်းဟာကံကောင်းစီတော့လာဖြစ်ပါတယ်အချို့ပြီးကံကောင်းစီတော့ စနကကနန်းအဖျားလေးနေနေဆိုရင်တော့နှစ်ကနန်းငါးကနန်းတစ်ကနန်းနေရာမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းပြီးတော့ကံကောင်းစီတော့လဖြစ်ပါတယ်ဒါအပြင်အင်္ဂါသားသမီးမိတ်ဆွေတွေယာတုတိုးခြင်းယာတုတက်ခြင်းတွေကြုံရတတ်တယ်လို့မိမိအိမ်ကိုဖရားလိုသိင်းလိုပရဝန်းလိုဇေဒီလိုဒီလိုမြဟာမျိုးလေးတွေလည်းဝင်လာတတ်တယ်လို့မထင်မှဖဲနဲ့အလူကံပုံကိုတွေဝင်လာတာမျိုးမထင်မှဖဲနဲ့ရှင်နှချောင်းဝင်လာတတ်ပါတယ်ခင်ဗျကောင်းသောဝင်ခြင်းဖြစ်ပါတယ်တို့အပြင်မိတ်ဆွေတို့အနေနဲ့သတိထားစင်ကြင်ရမယ့်အရာလေးရတော့ဘာကိုလှုပ်လှုပ်နှစ်ကြိမ်နှစ်ခါပြန်လှုပ်ရတာမျိုးတွေကြုံရတတ်တယ်သတိပြုပါဒီလမှာအင်္ဂါသားသမီးမိတ်ဆွေတို့ဖရားဘုခကြီးတွေ ခྱི་ထွက်တာမျိုးတွေ passport visa လုပ်ငန်းနဲ့ပတ်သက်တာတွေနိုင်ငံခြားခྱི་သွားနဲ့ပတ်သက်တာတွေမှာတော့ရှေ့တိုးဆောင်ရပါအောင်မြင်ခြင်းတိုးတက်ခြင်းတွေကျင့်တယ်ရရှိပြီးတော့ငကိုကထပ်တာမန်ထပ်ပို့ပြီးတော့စ조사ရန်အတွက်တော့ကောင်းပါမယ်။ဘာကြောင့်လဲဆိုတော့ကိုကိုတိုင်းကိုကရုံထွက်ပြေးထွက်သွားခြင်းနဲ့စိတ်လေးတွေဖြစ်နေပြီးတော့လက်ရှိရှိနေတဲ့နေရာကနေအပြောင်းအလဲတွေဖြစ်နေတဲ့မိတ်ဆွေများရေရေပြောင်းရေရေလောက်လိုက်ပါ။အောင်မြင်လွတ်တက်မှုတွေကံကောင်းမှုတွေရရှိပါမယ်။တိုးပြင်2026 2026ပေါင်းရင်း10တက္ကနံညမကလော်ဂျီရတက္ကနံဟာမန်ချက်စတာ လုတ်ကိုလုတ်ရမယ်ဖြစ်ကိုဖြစ်ရမယ်အောင်ကိုအောင်မြင်ရမယ်ဆိုရင်မုရှာသဘောလည်းဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့2026မှာဂျိမ့်သိအောင်မြင်ရမယ်ဆိုရင်စိတ်ကလေးနဲ့2025ရဲ့ဆန်းလာပိုင်းကိုလက်ပြနှုတ်ဆက်တာဟာအကောင်းဆုံးဖြစ်ကြောင်းနဲ့2026မှာတော့ကံကောင်းအောင်စတင်လှုပ်ဆောင်ဖို့လူအကြောင်းဆရာကထလောင်းပြောရင်းနဲ့အဆက်ဆက်ရရအောင်မြင်တိုးတက်လို့အဆင်ပြေကြပါစေအင်္ဂါသားမိတ်ဆွေတွေဒီလတာတော့ဒီမှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောက်တွေအယောက်ဖက်စီဖို့အဲပြုလုပ်ရမယ်ရေရီယာနေနဲ့ဆိုရင်တော့ဖြစ်ခင်ဗျာ မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းရဲ့ရောင်းပုံတွေကိုဟိုခောက်ထီးကလေးတစ်ချောင်းနဲ့ဖြစ်စေသို့မဟုတ်ရင်စနေနံကလေးတွေဖြစ်တဲ့ဒမ်မီကလေးနဲ့တစ်ချောင်းနဲ့ထိုးပြီးတော့ရောင်းလာမျိုးဖြစ်စေခောက်ပြီးတော့ရောင်းလာမျိုးလေးတွေအထီတွေ့ရိုက်ကုန်ရောင်းလိုက်ပါအယောင်းတော့အယောင်းဖတ်သွားစီမှာအတေကြပဲဖြစ်တယ်အဆက်ဆက်အရာမိတ်ဆွေတို့အနေနဲ့ဟိုမိတ်ဆွေတို့အနေနဲ့ဒီတလားတာတို့ဒီမှာအဆက်ဆက်အရာအောင်မြင်စင်ပြီးတိုးတက်စီရန်တို့အဒိတ်ခံပြုလုပ်လို့တဲ့ဇန်ရဲ့အဒိတ်ဓမ္မမိတ်ဆွေများအဒိတ်ခံပြုလို့တပါဆိုရင်တော့ အနုတ္တရပုရိတဓမ္မတာရတိဆိုသောဂုံတော်ကိုတနေ့ကိုခုနှစ်ပတ်လုံးနဲ့ဆက်တရက်တိတိအတိတ်ခံပြုလိုက်ပါကအခက်အခဲတွေအကြက်တွေပြည်လည်သွားမှာအတိအကျပဲဖြစ်တယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာတော်တွင်မှာကျေဘာတိကြံလိုက်အောင်ဆရာစဉ်းစားနေအဲဟောစရာမိတ်ဆွေတို့ဒီတလတာတော်တွင်မှာမိမိတို့ရဲ့အရေးကြီးသောကိစ္စတွေအရေးကြီးသောလုပ်ငန်းဆောင်တာတွေကိုပြုလုပ်တဲ့အခါမှာအဆက်ဆက်ရအောင်မြင်တိုးတက်စေရန်လို့ငါမိမိအိမ်ရဲ့မြတ်စွာဘုရားမှာဖျောင်းနံအဝါရောင်လေးတစ်တိုင်ကိုပူဇော်ပြီးတော့လိုရာကိုစူတောင်းဆန္ဒပြုပြီးသွားရင် အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတိအကျပဲဖြစ်တယ် ဒီတစ်ခါတလုံးမိတ်ဆွေတို့အဆက်ဆက်ရအဆင်ပြေအောင်မြင်ပုတ်တက်စီရန်ပြုလုပ်ရမယ်ရေလျာမပြောမီဩတစ်ချက်ထပ်မှာဒီမှာလေအဲကိုပြေးခန့်ကျော်တွေ့မှာပဲကျွန်တော်အမှုပညာသမားတွေတတိယတော့လေအမှုပညာသမားတွေထင်ပေါ်ကျော်စောမှုဂုံတဲ့နဲ့ပတ်သက်တာတွေဒါလေးတွေကိုတတိပြုစင်ရင်လိုအပ်ပါတယ်အဲ အထင်မှားအမြင်မှားတွေဖြစ်တတ်ပါတယ်ဒီကာလမှာဆိုင်းဘုတ်တင်ခြင်းအမိပေးခြင်းတွေအတွက်အင်မတန်အားနည်းစီသောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေအမိပေးခြင်းဆိုင်းဘုတ်တင်ခြင်းတွေအင်မတန်အားနည်းပြီးတော့အနုပညာသမားများအနေနဲ့လူထင်လွဲခံရတာမျိုးလူတွေရဲ့အမြင်မှားဝိုင်းတိုက်ခိုက်ခံရတဲ့အတွက်ရှင်းလေရှုပ်လေဖြစ်တဲ့အတွက်တော့မရှင်းပါနဲ့ဒါအပြင်မိတ်ဆွေတို့ဒီတလတာတို့ဒီမှာအဆက်ဆက်ရရအစီအပြေအောင်မြင်တိုးတက်စေရန်ပြုလုပ်ရမယ်ရည်ရည်အနေနဲ့မပြောမိပါကျန်တယ်ဒီကျန်တယ်နောက်မရှိဘူးစကောနာမနေပါ အဲ့ဒါဟုတ်ပြီဆရာကရေရရလေးပြောပြင်ဆရာပုံမြင်လေးတစ်ပုတ်ပြောပြမယ်အချင်းတလတာလုံးမိတ်ဆွေဟလာဟိုပြုလုပ်ရမယ်ရေရရအနေနဲ့ဆိုရင်တော့ဖြင့်အဲအင်္ဂါသားသမီးမိတ်ဆွေတွေဒီတလတာလုံးမှာအဆက်ဆက်ရေရအစီအောင်မြင်တိုးတက်စီပြီးငွေကြေးကအားကောင်းစီရန်ပြုလုပ်ရမယ်ရေရရအနေနဲ့မိတ်ဆွေများခင်ဗျမိမိတို့ရဲ့အိမ်မှာဟလာမိမိတို့ရဲ့အိမ်မှာဟိုအိမ်ကကြွေပကံများလေးတစ်ချက်တည်းမှာနော် စံကလေးနဲ့ငယ်ကိုထည့်ပါစံကလေးနဲ့ငယ်ကိုထည့်ပြီးမိတ်ဆွေတို့အနေနဲ့ဘာလုပ်ရမလဲဆိုတော့လေအဲမိမိရဲ့အဲဒီစံကလေးပုံမှန်တော့ဖျောင်းနိုင်ရဲ့နှစ်တိုင်းတင်ပြီးထွင်းမှာဘာထွင်းရမှာလဲဆိုတော့ဖျောင်းနိုင်နှစ်တိုင်းကိုစံကလေးနဲ့ငယ်ထည့်ပါထည့်ပြီးသွားတဲ့အခါမှာဖျောင်းနိုင်ကတော့ခွက်ကလေးနဲ့တွင်းပါနော်စံကလေးနဲ့ငယ်ကိုထည့်ပြီးဖျောင်းနိုင်လေးနှစ်တိုင်းကိုဘာထွင်းရမလဲဆိုတော့တတိုင်းကအနီရောင်တတိုင်းကအစိမ်းရောင် အမင်းရဲ့အစိမ်းရောင်လေးကိုမြတ်စွာဘုရားမှာလှူပြီးတော့နော်အမလှူပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲ့ဒီဖျောင်းနိုင်ကိုဟို၃ရက်တိတိကိုဆရာပြောပြမယ်နော်၃ရက်ကိုညှပြင်မှာတကယ်လို့၃ရက်ထပ်ပူရဲဆိုလည်းရတယ်ဒါပြီးတော့ဘာလုပ်အောင်လဲဆိုတော့အဲ့ဒီရဲ့မိမိရဲ့ဗကံမရရဲ့အောက်မှာပတ်စံလေးနော်ပတ်စံလေးတရွက်ကိုအောက်မှာတင်ထားပါဆရာပြောပြပါမယ်ဆရာဒီလိုဗကံမရပေါ်မှာဒီလိုဗကံမရပေါ်မှာစံကလေးအနည်းငယ်ထည့်ပါ ဒါပြီးတော့ခါဖျောင်းနိုင်ခွက်ကလေးနဲ့နှစ်ခွက်ရှင်းပြီးတော့ဒီဘက်ကဖျောင်းနိုင်အနီရောဒီဘက်ကဖျောင်းနိုင်အစိမ်းရောအစိမ်းရောလေးထားပြီးတဲ့ခါပတ်စံအဲ့ဒီပကံပကံရရဲ့အောင်မှာပတ်စံလေးတူရဘာရွက်ထားတာရလာတယ်နော်ပတ်စံလေးတူရကိုတင်ထားပြီးတော့မိမိတို့အနေနဲ့ဒီရေရာကိုပြည့်လုပ်ပြီးတဲ့ခါငွေကြီးအစင်ပြေခြင်းသလားငွေကြီးစင်ပြေအောင်ဆူတောင်းပြီးတော့ဂျေးစီကိုမြဲမြဲနာနာလေးထူပေးပါအခက်အခဲတွေပြည့်လည်သွားပြီးအောင်မြင်ပါလိမ့်မယ်ထို့အပြင် ကိစ္စတစ်ခုခုယာလူလုပ်ငန်းကိစ္စအဆင်ပြေကြလားအဲ့ဒီလိုလေးလှူပြီးဂျေးစီကိုမများထူပေးပါထူထူရှာရှာပြောင်းနေပြီးတော့ကောင်းမွန်လာပါလိမ့်မယ်ဒါလေးတစ်ခုကိုဆရာကအင်္ဂါလက်သမီးတွေအတွက်ထူချသောရေတရားလက်ဆောင်ကဏ္ဍမှာပေးရင်းနဲ့ကောင်းပြီဆရာဆရာထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာလုံးမှာအဆက်ဆက်ရအဆင်ပြေစီရအတွက်ဒါလေးလုပ်ပါဒါအပြင်မိတ်ဆွေတို့အနေနဲ့2025ခုနှစ်မှာ7လပိုင်းကိုတော့အေးအေးဆေးဆေးဖြတ်သန်းလိုက်ပါ ေးစေးဖြစ်တယ်ပြီးတော့2026မှာမိတ်ဆွေတို့2025ရဲ့အစိုးရအညံ့နေငါပါရီလွှဲခဲ့တယ်လဲငါပါရီဖြစ်ခဲ့တယ်လဲငါပါရီလုတ်ခဲ့တယ်လဲဆိုတဲ့အစိုးရကိုထားခဲ့ပြီးတော့ဇယံငင်းနဲ့အတူဇယံငင်းကတော့စောင့်နေပြီ2026ကိုကံကောင်းခြင်းနေနဲ့သာအတူတူဖြတ်တန်းရအောင်လို့ပြောရင်းနဲ့အင်္ဂါသားသမီးဆွေတွေအားလုံးရတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ရပါစေအဆက်ဆက်အရာရာတက်နေတဲ့ဘုလက်ဝေဖြူလို့ 2026ဆိုတဲ့အရာကိုမရောက်မီ2025မှာဂျိုဆိုဂျိုညံပပဂျူတွေအားလုံးကိုအပြတ်အသတ်ခွဲခွာနိုင်ပြီးဆရာနာကို2026မှာစောင့်နေတယ်ဆရာငယ်ရဲ့ကံကောင်းခြင်းနေနာကိုအရောက်လမ်းနိုင်ကြပါစေလို့ဆရာကပြောရင်းနဲ့ငင်သာသမီးမိတ်ဆွေတွေအားလုံးအောင်မြင်တိုးတက်လို့အစီအမိကြပါလိမ့်ခင်ဗျာ ဒီ၁၂လပိုင်းတော့တက်တောင့်တတာပဲဟောပြခြင်းပါတယ်ဆရာငယ်မိတ်ဆွေများအားလုံးအဲဆရာထပ်လာနေတာပါလေဆိုတော့ဆရာရဲ့ Facebook မှာဖြစ်စေ Viber မှာဖြစ်စေ TikTok မှာဖြစ်စေ YouTube မှာဖြစ်စေစောင့်ကြည့်ပြပါအမိန့်ပြန်နိုင်ရတဲ့နေရာတွေဆန်းလာမယ့်ပုံစံတွေကြာရင်နှစ်ကုန်ရတဲ့နေရာတွေအရေးကြီးတာလေးတွေဆရာပြောခြင်းနေလို့ဆရာကပြောရင်းနဲ့ကဲဒီနေ့တော့အင်္ဂါတွေဒီလောက်ပါပဲခင်ဗျာ now ဆရာရဲ့ဟိုရတဲ့နေရာတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ